ရန်ကုန်မြို့ Beautyland Hotel လို့တာမုန်နဲ့ပတ်သက်ပြီးတော့အသက်23နှစ်အရွယ်မဆူမြဝင်းကိုရဲရဲစက်စက်တပ်ဖြတ်ခဲ့တဲ့တရားခံဖြစ်သူအောင်ခန်းကျော်စင်ဟာအခုချိန်မှာပြန်လည်လွတ်မြောက်လာပြီးဆိုပြီး online ပေါ်မှာတော်တော်လေးကိုနာမည်ကြီးနေပြီပဲဖြစ်ပါတယ်။ Predator အလွန်တိကျတဲ့အတိုင်းပါပဲ။အသက်23နှစ်အရွယ်မဆူမြဝင်းကိုတပ်ဖြတ်ခဲ့တဲ့အောင်ခန်းကျော်စင်ကတော့ သူရဲ့မိဘကဆရာဝန်တို့သူရဲ့အလုပ်ကိုပဲအယုံဆိုင်လို့တားပြစ်သူအောင်ခန်းကျော်စင်ပေါ်မှာလုံဝကြီးကိုမိဘမြတ်တာရောက်ယူဆိုင်မှုတွေပေးတဲ့အတွက်အောင်ခန်းကျော်စင်ကအခုလိုမျိုးလုပ်ရတယ်ဆိုပြီးလဲထပ်ပြီးတင်းနဲ့ပြန်နှံ့ခဲ့ပေမဲ့လည်းအောင်ခန်းကျော်စင်ဘက်ကိုကြည့်မယ်ဆိုရင်လည်းအောင်ခန်းကျော်စင်ဟာသူအခုလိုမျိုးလူသတ်မှုမကျွလွန်ခင်ကအသုံးပြုခဲ့တဲ့ social media အကောင့်မှာဆိုရင်သူဟာအော်လန်အသက်ပညာရီအော်လန်နဲ့ပြုစားတဲ့အသက်ပညာရီအကုန်လုံးကိုတက်မြောက်ထားတယ်ဆိုပြီးလဲတချို့တင်းတွေကဖော်ပြထားတာကိုလည်းတွေ့ရပါတယ်ဆိုတော့အခင်ဖြစ်တဲ့နေ့ကအောင်ခန်းကျော်စင်ကိုရထပ်ပွဲက ်ပုံမှန်300နဲ့တကူတွေကိုသာအမှုထုတ်ပြန်ထားပြီးတော့အဲ့ဒီကနေစားပြီးတော့ဗာတင်အစားနာမောက်မထွက်လာခဲ့တာပါအသက်23နှစ်ရွယ်မဆမယောင်းဝင်းကိုအလွန်ဖြောက်တက်ဖြတ်ရမှာကူညီပေးခဲ့တဲ့မအင်မအောင်ကိုလည်းဘာလို့တလဲသူကရောထောင်နံဘလောက်ထိကြမ်းမခံရလဲဆိုတော့ပရိတ်သတ်တွေကလုံဝကြီးကိုစိတ်ဝင်စားနေကြလည်းဖြစ်ပါတယ်အမှန်တကယ်မှဆိုရင်တော့အသက်18နှစ်ရွယ်အောင်ကန်းချော်စင်ဟာအသက်23နှစ်ရွယ်မဆမယောင်းဝင်းကိုလူတင်လန်ဟိုတယ်ရဲ့အခန်းမ900နှစ်ကိုလာရောက်ဖို့အတွက်ဖျားယောင်းတွေးဆောင်မှုကြိုတင်ကြံစီမှုမတိန်ချင်းမှု အလောင်းဖြောင်းမှုစတာတွေကိုလုံဝါကြီးကိုရဲတပ်ဖွဲ့ကအမှုမထုတ်ပြန်ထားဘဲနဲ့ပုံမှန်300နှစ်တခုတည်းကိုသာတရားစွပ်စွထားတဲ့အတွက်ပြည်သူတွေကလည်းရဲတပ်ဖွဲ့ပေါ်မှာလုံဝါကြီးကိုမယုံသင်တာဖြစ်နေကြလည်းဖြစ်ပါတယ်။တချို့ပြည်သူတွေကလည်းအခုလိုမျိုးသုံးသပ်ကြလည်းရှိပါတယ်။အောင်ကန်းချော်စီရဲ့မိဘနှစ်ပါးကပစံတွေချမ်းသာလို့ဆယ်ဝန်ဦးလည်းဖြစ်တဲ့အတွက်အခုလိုမျိုးပုံမှန်300နှစ်ကိုထုတ်ပြန်ထားတဲ့ရဲတပ်ဖွဲ့ကိုအောင်ကန်းချော်စီရဲ့မိဘတွေကရဲတပ်ဖွဲ့ရဲ့မငင်းနိုင်လောက်တဲ့ငွေမြောင်းများနဲ့များကလန်ထားလေသလားဆိုပြီးလည်း တချို့ပြည်တွေကလည်းအခုလိုမျိုးသုံးသပ်ကြလည်းရှိပါတယ်။တပတ်မှာအသက်ဆုံးရှုံးခဲ့ရတဲ့အသက်23နှစ်ရဲ့မဆူမြန်ဝင်းဆိုသူဟာလည်းဂျပန်ဘိုးဘွားကြီးတော်သွားပြီးတော့အလုံလောက်ကင်မဲ့ဂျပန်တင်နှန်းကိုတက်ရောက်နေစေဖြစ်တဲ့လူငယ်တယောက်လိုလည်းသိရှိထားတာပါ။အခုလိုမျိုးမဒိန်ချီမီတပြက်ခံခဲ့ရတဲ့မဆူမြန်ဝင်းအနေနဲ့သူရဲ့မိဘတွေကရောဘလောက်ထိမှခံစားရမလဲဆိုတော့အဲ့ဒီဖြစ်ဖြစ်ကိုတီးပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုလည်းကိုချင်းစာမိပါတယ်။အခုထပ်ပြီးတဲ့တွေပေါက်ကြားလာခဲ့တာကတော့အသက်23နှစ်ရဲ့မဆူမြန်ဝင်းကိုလူမဆန်စွာနဲ့ရဲရဲစက်စက်တပြက်ခဲ့တဲ့ အသက်၁၈နှစ်ရအောင်ကန်းကျော်စင်ဟာဘုံမှုအဆင်းရှိတဲ့အရာရှိသားတွေရဲ့ထိုးကျွေးတာခံလိုက်ရတာကြောင့်သူကိုယ်တိုင်မဆွမြဝင်းကိုရင်းဆက်ဆက်တပြက်ခဲ့တယ်လို့ဖြစ်သွားခဲ့ရတာပါဆိုပြီးတရင်တွေထွက်ပေါ်လာခဲ့ပြီးတော့အခုဆိုရင်အသက်၁၈နှစ်ရအောင်ကန်းကျော်စင်ဟာဘာဖြစ်မှုမှထင်ရှားခြင်းမရှိဘဲနဲ့အခုဆိုရင်ပြန်လည်လွတ်မြောက်လာပြီဆိုပြီးတရင်တွေထပ်ပြီးထွက်ပေါ်လာခဲ့တာကိုလည်းတွေ့ရပါတယ်အခုလိုမျိုးအသက်၂၃နှစ်ရမဆွမြဝင်းကို လူမဆန်စွာတက်ဖြတ်ခဲ့တဲ့အောင်ခန်းကျော်စင်ရဲ့လောက်ရနဲ့ပတ်သက်ပြီးတော့အောင်ခန်းကျော်စင်ကိုမဆူမြဝင်းလိုမျိုးပဲအသက်တည်တဲ့အထီးဒေရန်ပေးချဖို့ကိုပြည်သူတို့ချို့ကတောင်းဆိုနေကြလဲတွေ့ရပါတယ်